ရှင်နေခေါ်ဆုံးအတွက်ကုန်ကြငွေကိုတော့အမှမပြောရှင်တော့ဘူးပေါ့နော်ပြောလို့ဘူးဆိုတော့တချို့တွေကြတော့လဲငွေတွေအများကြီးသုံးနေပါ냐ဆိုတဲ့ဟာတွေပြောနေမှာဆိုလို့ပါဟုတ်ကဲ့ရှင်အာအဲ့လိုမျိုးတော့မဟုတ်ဘူးဟိုနေရှင်နေခေါ်ဆုံးကိုကြတော့ဒီ NC ကိုကြတော့ NC အတွက်ဆုဟိုနှစ်စင်နေတဲ့ကတော့ဆုပေးတာရှိရပေါ့နော်ဒါပေမဲ့ဒီနှစ်အတွက်မှာကြတော့ပြိမ်မွေးဝင်တွေကအကုန်လုံးပြိမ်မွေးဝင်တိုင်းလိုလိုရဲ့ NC တွေကလုံးဝအကြီးကြီးနဲ့ဒီဝါကနေဝင်းကနေဖြစ်သွားမယ် NC တွေပဲဖြစ်နေရဲဆိုတဲ့အခါမှာဒိုင်တွေကလေရေရခက်သွားတယ်ရေရခက်သွားတော့မတို့ကကြိုပြီးတော့ပုံ ကိုပေးပေးထားရတယ်လေမရှိဘူးပေါ့နော်အဲ့ဒီမှာပဲပြတဲ့အခါမှာ show တစ်ခုအနေနဲ့ပဲဖြစ်သွားတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ရတော့ဖြူနေဖြစ်ပါတယ်။အမကဒီမကြာခင်ရပိန်တွဲကမှာပေါ့နော်မစ္စစီလီပါမြန်မာနိုင်ငံကစားပြုတယောက်အနေနဲ့ဝင်ရောက်ချစ်ပင်ခဲ့တဲ့သူလေးဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဟုတ် ဒီ Mrs. Universe မြန်မာပြိုင်ဖို့အတွက်အမအနေနဲ့ဆုံးဖြတ်ချက်ချခဲ့တာကကြာတော့နေနေတော့နောက်ချခဲ့တယ်အချိန်အသိမ့်တာကတော့အမ3လလောက်တော့အချိန်ရခဲ့တယ်ပေါ့နော်ဆုံးဖြတ်ချက်ချပြီးတော့3လလောက်တော့အချိန်ရခဲ့တယ်ဒါပေမဲ့ဒီ3လဆိုတဲ့အချိန်အသိမ့်တာအတွင်းမှာပဲအမကအမရဲ့ကုတီကိုပင်စီးပွားရေးတယ်ပြီးလို့ရှိရင်အမရဲ့လူမှုရေးတဲ့အင်းလူမှုရေးတဲ့ပြီးလို့ရှိရင်မိသားစုရေးတွေကိုတောင်းမှာဂယုမစိတ်ပင်းတဲ့ဒီ3လဆိုတဲ့အချိန်အတွင်းမှာဒီ Mrs. Universe ပြိုင်ဖို့အတွက်ဒီပွေးမှာပဲပေါ့နော်စိတ်နှစ်ပြီးတော့မှဒီ3လအတွင်းမှာအများကြီးစ조사ပြင်ဆင်ခဲ့ပါတယ်အမ်ပြီးလို့ရှိရင်ဒီ Mrs. ဒီဘောနော်ဒီ Mrs. Universe မှာဒီရှင်ပြန်ရမယ်အရှင်လက်စ်တဲ့ထင်လက်စ်တဲ့ကနေအစအများကြီးပဲဘောနော်မမစူးစမ်းပြီးတော့ပြင်ဆင်ခဲ့ပါတယ်ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ဟုတ်အမဟာကြတော့ပေါ့နော်ဒီ attention တွေကိုဒီနှစ်မှသွားပြီးတော့ပြင်နေဆိုပေမဲ့လည်းပဲဒီ MRD Mrs. Supra မြန်မာ organization မှာဆိုလို့ရှိရင်မ City Boy ကတည်းကနေပေါ့နော် Grand Fight နဲ့အထိအမဒီရှင်ပြင်ခဲ့တဲ့အတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်မလို့ဒီ၃လဆိုတဲ့အချိန်အတွင်းမှာအမနေနဲ့အဲပေါ့နော်ဒီအချိန်ဟာလုံလောက်တယ်လို့အမနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်အမအနေနဲ့ဘယ်လိုမျိုးဟို ဆုံးဖြတ်ချက်ဖြစ်သွားလဲဆိုလို့ရှိရင်ဒီ Mrs. Universe မြန်မာဟာဆိုလို့ရှိရင် Mrs. Universe ဟာဆိုလို့ရှိရင်ပေါ့နော်အာဒီအိမ်ထောင်ရှင်တွေကိုအဓိက promote လုပ်ပေးနေတဲ့ဘွေးတစ်ခုလေးဖြစ်တယ်လို့ပြီးလို့ရှိရင်သူကဒီ stock domestic ဘွေးရောလဲဆိုတဲ့ဒီအိမ်ထွေးချက်ပြမုံကိုရတက်စေဖို့အတွက်အဓိကရွေရွေပြီးတော့လုပ်တဲ့ဘွေးတစ်ခုဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အမအနေနဲ့ဒီဘွေးကိုဒီဝင်ပေါ့နော်ဒီ၃လဆိုတဲ့အချိန်တွင်းမှာအမ join ဖြစ်ခဲ့တာလေးဖြစ်ပါတယ် ဟုတ်ကဲ့ဟုတ်အာဒီအဓိကပြောချင်တာကကြတော့ဘုနော်အမဒီအမတို့ရဲ့ဒီ organization ကဆရာတွေနဲ့တိုင်ပင်ပြီးတော့အမဒီ3လဆိုတဲ့အချိန်အတွင်းမှာဆုံးဖြတ်ချက်ချခဲ့တယ်ဆုံးဖြတ်ချက်ချပြီးတော့ဆရာတွေကလည်းဒီဘုနော်ဒီအာ ten letter ten letters တွေကိုဘယ်လိုမျိုးလောက်ရမယ်ဆိုပြီးတော့သူတို့အနေနဲ့အများကြီး support တိုင်းပေးတယ်ပြီးလို့ရှိရင်အမကိုဘယ်လိုဘယ်လိုမျိုးစူးစမ်းရမယ်ဘယ်လိုမျိုးပြင်ဆင်ရမယ်ဆိုတဲ့ဟာတွေကိုသူတို့ဘုနော်ဒီညွှန်ကြားပေးတဲ့အတွက်ကြောင့်မလို့အမဒီ သုံးလားဆိုတဲ့အချိန်အတွင်းမှာပြင်ဆင်နိုင်ခဲ့တာလေးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဓိကကျေးဇူးတင်ခြင်းဒါကတော့အမရဲ့မိသားစုတွေပေါ့နော်အမရဲ့မိသားစုတွေကအမကိုဟောဘယ်လိုပြောမအောင်ဆိုလို့ရှိရင်ဒီသုံးလားဆိုတဲ့အချိန်အတွင်းမှာအမကဒီအမရဲ့မိသားစုရဲ့စီးပွားရေးလူမှုရေးတွေအကုန်လုံးကိုအမဘာတစ်ခုမှဝယ်မလုပ်ပေးတဲ့ဒီကိုရောပဲအာယုံစိတ်ပြီးတော့လုံနိုင်အောင်ပေါ့နော်သူတို့အနေနဲ့အထိတ်ကလိုအပ်တဲ့နောက်ကအာ support တိုင်းနဲ့အများကြီးပေးခဲ့တဲ့အတွက်ကြောင့်မလို့အမမိသားစုတွေလည်းဒီကနေပြီးတော့ပဲပေါ့နော်ကျေးဇူးတင်တယ်လို့ပြောရှင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ် အမအနေနဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အမအနေနဲ့ဒီသောဝင်မယ်လို့တော့မထင်မိခဲ့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီပြိန်ပွဲဝင်တွေကလည်းအများကြီးတယ်ပြိန်ပွဲက130ဆိုတဲ့အထက်မှာပေါ့နော်။အာကိုအဲ့ တော်ပြင်ခဏီတို့အားငါတို့ဝင်အောင်ကြိုးစားမယ်ဘာညာဆိုဟိုရောက်သွားတဲ့အခါမှာမတော်ဒီတရက်နေ့ဆိုလို့ရှိရင်အကုန်ပြိန်မွေးတွေတွေ့တရက်နေ့စပြီးတော့ပြိန်တဲ့အခါမှာပေါ့နော်အာတရား30ဆိုတဲ့အိမ်ထောင်ရှင်တွေလောတာပြောတာအရန်ကိုပေါ့နော်ဘယ်လိုပြောမလဲပါဖက်ဖြစ်ပြီးတော့လုံးဝ body တွေဆိုလို့ရှိရင်လည်းပဲပြိုးစရာမလိုအောင်အရန်လန်းတဲ့တူတွေပဲခြေပဲဆိုတော့အမအနေနဲ့ဟဲ့ငါဒီပွဲမှာတို့ဝင်ဝင်များဝင်ဝင်မှဝင်ပါမလားဆိုတဲ့အတွေးစိတ်လေးဝင်ပြီးတော့ပေါ့နော်ဒါပေမဲ့လေးလို့ငါပေါ့နော်အကောင်းဆုံးကြိုးစားပြင်ဆင်ထားတာတွေကိုအကောင်းဆုံး ချက်ပြမယ်ဆိုပြီးတော့မှဒီဒီအသေးစိတ်ဟိုချက်ပြခဲ့ရပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့အမအနေနဲ့ပေါ့နော်မားတို့ရဲ့ဒီအခုနပြောသွားသလိုပဲ store domestic point လဲဆိုတဲ့အထက်မှာမားတို့ရဲ့ဒီပွဲမှာပေါ့နော် presentation ပါတယ်ပေါ့နော်ဒီ presentation မှာလေးပဲသူတို့ရဲ့နိုင်ငံမှာသူတို့အနေနဲ့ဘယ်လိုမျိုးပေါ့နော်ဟိုအဘယ်လိုမျိုးတွေကြုံတွေ့ရတယ်ပြီးလို့ရှိရင်သူတချို့တွေကြတော့လေသူတို့ရဲ့ပေါ့နော်သူတို့ရဲ့ဒီဘယ်လိုပြောမလဲ personal ကိစ္စတွေကိုရှင်းပြကြတယ်အမားကကြတော့ဘာတွေရှင်းပြခဲ့လဲဆိုလို့ရှိရင်ပေါ့နော်ဒီအိမ်ရဲ့ကြမ်းဖက်မှုဆိုတာလူတွေမြင်နေရတာကြတော့အော်ဒီအိမ်ထောင်ရှင်အမျိုးသမီးတွေတခုကိုပဲသူတို့မြင်ကြတယ်အိမ်ထောင်ရှင်အမျိုးသမီးတွေပဲအိမ်ထဲကြမ်းဖက်ခံရတယ်ဘာညာဆိုပြီးတော့မြင်ကြတယ်ပေါ့နော်ဒါမဲ့အမအမရှင်းပြခဲ့တဲ့အခါမှာသူတို့တဖိုးကြတော့တာနေမှာပေါ့နော်အမအနေနဲ့ပြောခဲ့တာ ါကြတော့အိမ်ထဲကြံဖင်မုံဆိုတာလို့အိမ်ထောင်ချေအမျိုးသမီးတွေဒါမကပေါ့နော်အာအမျိုးသားအမျိုးသမီးအဲ့ဒါပေါ့နော်ပြီးတော့အသက်အရွယ်မရွေးအပြအတဲ့ရေမရေးပေါ့နော်ပြီးလို့ရှိရင်ဒီအဖိုးအဖွားတွေတာ မက ခလေးတငေတွေနောက်ဆုံးအဆုံးမှာပေါ့နော်အခုအချိန်မှာအများကြီးဒီအိမ်ထဲကြံဖင်မုံကိုခန်းစားနေရတာကကြတော့ NGPD တွေ NGPD ချူတွေအများကြီးခန်းစားနေရတယ်ဆိုတဲ့ဟာကိုချပြတဲ့အခါမှာသူတို့တွေဝါခနေဝင်းခနေဖြစ်ပြီးတော့အရင်တဖို့ကြာသွားရပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ် ုတ်ကဲ့ဒီအိမ်တွင်းအကြံဖက်မုံဆိုတာကကြတော့ပေါ့နော်ဒီအမားတော့နိုင်ငံတနိုင်ငံတွေမှလာခန်းစားနေရတာမဟုတ်ဘူးပေါ့နော်ဒါကတကဘာကဘာတဝန်းလုံးမှာဖြစ်ဖြစ်နေတဲ့အာဒီအကြံဖက်မုံတစ်ခုအဖြစ်ဖြစ်တစ်ခု ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမှာအာဒီတခုပြောလိုက်တယ်ဆိုလို့ရှင်ဒါကအမျိုးသမီးတွေပဲခံနေရတယ်ဆိုတဲ့ဟာကိုပဲလူတွေကပြင်းမြင်ကြတယ်ပေါ့နော်အမကခုနကပြောခဲ့တဲ့လိုမျိုးပဲပြင်းမြင်ကြတဲ့ဆိုတဲ့အခါမှာတခြားဒီကလေးတငယ်တွေအကျန်းဖက်ခံရတာတွေပြီးလို့ရှင်ဒီ NGV တွေအကျန်းဖက်ခံရတာတွေကိုလူတွေကနည်းနည်းမင်းနေကြတယ်အဆုံးမှာဒီအမျိုးသားတွေတောင်မှအိမ်ထဲအကျန်းဖက်ခံရတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတဲ့အခါမှာ ဒီအိမ်တွင်းအကျန်းဖက်တာတွေရိုးချဖို့အတွက်အမအနေနဲ့လေးပဲအာဒီ community ကိုဆင်းပြီးတော့ဟိုးအရင်ကတည်းကနေ community ကိုဆင်းပြီးတော့ပညာပေးလုပ်ငန်းတွေလှုပ်ဆောင်တာရှိရဲအဲပြီးလို့ရှိရင်ဒီနောက်ပိုင်းလေးပဲအမလှုပ်သွားဖို့ရှိရဲဆိုတဲ့အခါမှာပေါ့နော်ဒါပညာပေးလုပ်ငန်းတွေလှုပ်ပညာပေးလုပ်ငန်းတွေမြန်မြန်လုပ်လို့ရှိရင်ဒီအိမ်တွင်းကြဖွင့်မှုဟာပေါ့နော်အာဒီရာခိုင်နှုန်းအပြည့်မရိုးချဘူးဆိုရင်တော့မှနည်းနည်းလေးပဲနည်းနည်းလေးနည်းနည်းလေးဖြစ်ဖြစ်ရိုးချမယ်လို့အမအနေနဲ့ယုံကြည်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒီ presentation ကိုလုပ်ဖို့ 好啊，啲 presentation，、啊、老婆对呀阿大家做緊 အခုနကပြောခဲ့သလိုပဲအမအရင်ကတည်းကနေလေးပဲဒီအိမ်တွေအချက်ဖက်မှုနဲ့ပတ်သက်ပြီးတော့ဒီ community တွေတွားအဆင်ပြီးတော့တွားတဲ့ခါရှိတယ်ပြီးလို့ရှိရင်ဒီចောင်းတွေပေါ့နော်ဒီစာတင်ចောင်းတွေတွားပြီးတော့အာဒီအိမ်တွေအချက်ဖက်မှုနဲ့ပတ်သက်ပြီးတော့ပညာပေးလုပ်ငန်းတွေလောက်ဆောင်နေတဲ့အခါမှာအာသူတို့ရဲ့ဒီတယောက်နဲ့တယောက် share ရင်းဒီကလေးတွေနဲ့ဖြစ်ဖြစ်ပြီးလို့ရှိရင်ဟိုပေါ့နော်ဒီပညာပေးလုပ်ငန်းတွေလောက်တဲ့အခါမှာဒါဟာအမျိုးသမီးတဦးတယောက်တွေဖြစ်နေတာမဟုတ်ခံစားနေရတဲ့ပြဿနာမဟုတ်ဖြစ်နေပေါ့နော်အာကလေးတငယ်တွေရောယောက်ျားတွေအမျိုးသားတွေရောအာပြီးလို့ရှိရင်တခြားပေါ့နော်ဒီ NGPD တွေရောအမျိုး ားကြီးခံစားနေရတဲ့အဖြစ်အပျက်လို့ရှိရဆိုတဲ့အခါမှာအမဒီအိမ်တွင်အကျဖက်မှုနဲ့ပတ်သက်ပြီးတော့ဒီ presentation နဲ့ပတ်သက်ပြီးတော့အမအာဆရာကျိုဆရာနဲ့ပေါ့နော်ဆရာကျိုဆရာကကြာတော့ तू ကအမ presentation skill ရောပြီးလို့ရှိရင်ဒီ public speaking ရော close interview တွေရော तू ကအများကြီးကိုသင်ပေးတဲ့အခါမှာပေါ့နော်ဒီ presentation အတွက်အမဒီအိမ်ထွေးချက်ဖက်မှုနဲ့ပတ်သက်ပြီးတော့အမ presentation လုပ်ရှင်နဲ့ဒါဘယ်လိုလုပ်ရကောင်းမှတော့ဆိုတော့ရှင်သူကအမရဲ့အတွေ့အကြုံလေးကိုပြောပြတာပေါ့နော်အမရဲ့အတွေ့အကြုံလေးကိုသူ့ကိုပြောပြမှာပဲသူနဲ့ဘယ်လိုမျိုးလုပ်ရကောင်းဆုံးဖြစ်မလဲဆိုတဲ့ဟာတိုင်ပင်ပြီးတော့အမတို့လောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ဟုတ်ဒါဒီ presentation ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာလည်းပဲဆရာကျိုးစေရရဲ့ supporting ပေးမှုအများကြီးပါတဲ့အတွက်ကြောင့်မလို့ပါပဲရှင်ဟုတ်ကဲ့ရှင်ဟုတ် တီတွေကပြည်သက်တွေကမောင်းလို့ဝင်နေကြတော့ဘောနော်ဟုတ်ကဲ့ရှင်ဝင်ကြီးကို memory အန်ဒီယာရောက်သွားတယ်အာ NC နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ပေါ့နော်ဒီအမအနေနဲ့အာဒီ NC ကိုလောက်ရှင်တယ်ပြီးလို့ရှိရင်ဒီပေါ့နော်ဒီတခြားလူတွေမလောက်ဖူးသေးတယ်ပေါ့နော်ဒီ national culture တစ်ခုလေးဖြစ်ရမယ်ပြီးလို့ရှိရင်ကိုယ်နိုင်ငံကိုကိုစားပြုတဲ့အရာလေးဖြစ်ရမယ်နိုင်ငံပြီးလို့ရှိရင်ဒီအများသုံးနေကြတဲ့အာကာလာအယောင်ကနေလေးကိုယ်ထွက်ရှင်တယ်ဆိုပြီးတော့တိမ်မရင်နဲ့မှပဲဒီနောက်ဆုံးပေါ့နော်ဂလုံး ဆိုတော့ဒီရောက်ထုကိုဘောနော်ဒီ NC ကိုရွေးပြစ်သွားတာဖြစ်တဲ့အဲ့အခါမှာကိုတီကေကပြောတယ်ဂလုံးတစ်ခုလေးကိုလောက်တာမဟုတ်ဘဲနဲ့အမအပေါ်ပြီးတော့ဟိုဟာဖြစ်သွားအောင်ဘောနော်သူကဂလုံးဆိုတာကကြာတော့အမြဲတမ်းဒီအဲအမားတို့ရဲ့ဒီမြန်မာယာစုံမှာဆိုလို့ရှိရင်လေပဲဂလုံးဆိုတာအမြဲတမ်းဒီငကားနဲ့တိုက်ခိုက်တဲ့အခါမှာငကားကိုအမြဲတမ်းနိုင်ခဲတယ်ပေါ့နော်ဆိုတော့ဒီငကားပါတစ်ခါရေးထိမဲ့ဆိုပြီးတော့ဒီငကားလေးပါပတ်ပြီးတော့အဲ့လိုမျိုးထိတဲ့အခါမှာအာဒီ NCR လေးပဲအရန်ထေပြီးတော့ဟိုမှာလေးပဲလုံးဝကွေ့ထွက်နေတဲ့အယောင်တစ်ခုဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့အနေရှင်နယ်ကောဆုံးအတွက်ကုန်ကျငွေကိုတော့အမှမပြောရှင်တော့ဘူးပေါ့နော်ပြောလို့ဘူးဆိုတော့တချို့တွေကြတော့လဲငွေတွေအများကြီးသုံးနေပါညာဆိုတဲ့ဟာတွေပြောနေမှာဆိုလို့ပါဟုတ်ကဲ့ရှင်ဟုတ် အဲ့လိုမျိုးတော့မဟုတ်ဘူး။ဟို National ကိုကျုံကိုကြတော့ဒီ NC ကိုကြတော့ NC အတွက်စုဟိုနှစ်နှစ်စင်တဲ့ကတော့စုပေးတာရှိရပေါ်လို့ဒါပေမဲ့ဒီနှစ်အတွင်းမှာကြတော့ပြိမ်မွေးဝင်တွေကအကုန်လုံးပြိမ်မွေးဝင်တိုင်းလိုလိုရဲ့ NC တွေကလုံးဝအကြီးကြီးနဲ့ဒီဝါကနေဝင်းကနေဖြစ်သွားမယ် NC တွေပဲဖြစ်နေရဲဆိုတဲ့အခါမှာဒိုင်တွေကလည်းရေရခက်သွားတယ်ရေရခက်သွားတော့မတို့ကကြိုပြီးတော့ပုံကိုပေးပေးထားရတယ်လေမရှိဘူးပေါ့နော်အဲ့ဒီမှာပဲပြတဲ့အခါမှာရှိုးတစ်ခုအနေနဲ့ပဲဖြစ်သွားတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ရှင် အဲ့လိုမျိုးတော့မရှိဘူးအဲ့လိုမျိုးမရှိဘူးဆိုတာအမနေနဲ့အကောင်းဆုံးလောက်ဆောင်ခဲ့တယ်ပြီးလို့ရှိရင်ကိုယ့်နိုင်ငံအတွက်အာအမကတကယ်လို့ရောပြီးတော့လောက်သွားရဆိုလို့ရှိရင်တော့ဒါကအာကိုကဘုံတော့တန်ငင်နေရမယ်ပြီးလို့ရှိရင်ကိုယ့်နိုင်ငံအတွက်မြန်မာနိုင်ငံက NCD လောက်ပဲရှိလားဆိုပြီးတော့ဘုံတော့အထင်သူသူတို့ရဲ့အထင်မှာသူတို့ရဲ့အမြင်မှာဘုံတော့အမြင်တစ်မျိုးစောင်းနေမှာဆိုတဲ့အတွက်ကြောင့်မလို့ ဒါကမှအနေနဲ့လုံးဝနောင်တမရပါဘူးတကယ်တော့မှဒီပေါ်တော့စုမပေးခဲ့ဘူးဆိုလို့ရှိရင်တော့သူကပြောတယ်အဟိုဖက်ဟိုဖက်ကဒိုင်တွေကပြောပါတော့မြန်မာမျိုးစစ်မြန်မာရဲ့ NC ကိုသူတို့အရင်တဖို့ကြတယ်ဒါဟာရှိုးတစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ NC စုမရခဲ့ဘူးဆိုပေမဲ့လေစိတ်ထိတ်မှာဘာမှမရှိနဲ့ဒါအကောင်ဆုံးလုံးဆောင်ခဲ့တဲ့အတွက်ကြောင့်မလို့ကိုယ့်ကကိုအမြင်နဲ့ဂုဏ်ယူနေပါအမမတို့အနေနဲ့လေပေါ်တော့သူတို့အနေနဲ့လေဒီမြန်မာက NC ကိုပေါ်တော့အမြင်နဲ့ဂုဏ်ယူနေမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ဟုတ် NC ဆုတာပေးမယ်ဆိုလို့ရှိရင်တော့အမအနေနဲ့ NC ဆုတာပေးမယ်ဆိုလို့ရှိရင်တော့ငါကတော့ဆုရမှာပဲလို့ဒါကတော့ဆုမပေးတဲ့အတွက်ကြောင့်မလို့နှမျိုးရဲ့ဒါပေမဲ့လေကိုတယောက်ထိဖြစ်သွားတဲ့ဟာမဟုတ်တဲ့အတွက်ကြောင့်မလို့ဘူးเนาะတခြားသူတွေဟာလည်းပဲအဲ့လိုပဲကိုလိုပဲအများကြီးပြင်ဆင်လာတဲ့အတွက်ကြောင့်မလို့သူတို့လည်းနှမျိုးမှာပဲဆိုပြီးတော့အဲ့လိုစိတ်နဲ့ပဲဖြည့်ပြီးတော့ဘောเนาะအာဒါကငါအကောင်းဆုံးလုံးလောက်ဆောင်နိုင်ခဲ့တာပဲဆိုတဲ့ဟာပဲကိုဟာကိုပဲပြန်ပြီးတော့စိတ်ဖြည့်လိုက်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့ဟိုသူတို့ရဲ့ဒီအဖေစကားတခွန်ကြောင့်ပဲကိုကကိုအနေကအရန်ပီတီဖြစ်ပြီးတော့ဂျင်းနဲ့ပီတီဖြစ်ရပါတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့အာအိုက်ထောင်းချင်းတွေကိုမော်တီပေးချင်တာကကြာတော့ပေါ့နော်အာအဓိကကတော့ကိုကိုကိုရှစ်ပါလို့ပဲပြောချင်ပါတယ်ပြီးလို့ရှိရင်ဒီမီတာစုတွေကိုမရှင်းရဘူးဆိုတာလည်းမဟုတ်ဘူးအာအိုက်ထောင်းတစ်ခုပြုတ်လိုက်ပြီဆိုလို့ရှိရင်အမားတော့အမျိုးသမီးတွေကပေါ့နော်ကိုကိုကိုရှစ်ဖို့မင်းနေကြတယ်အာအိုက်ထောင်းကြပြီဆိုကတည်းကနေဟိုအမျိုးသားအတွက်သားသမီးအတွက်မီတာစုအတွက်ဆိုတဲ့ဟာကိုပဲဦးစားပေးပြီးတော့ကိုဟာကိုရှစ်ဖို့မင်းနေပြီးတော့ကိုရဲ့ဝါသနာပြီးလို့ရှိရင်ဒီကိုလောက်ဆောင်ရှင်တဲ့အရာတွေကိုတောင်မှမေးထားပြီးတော့အဆုံးနဲ့ဒီအဲ ဘယ်လိုပြောမလဲဆိုလို့ရှိရင်တချို့မျိုးတမီးတွေဆိုလို့ရှိရင်ပေါ့တော့ကိုဟကကိုအလားပြင်မဲဟာတောင်မှမေးရောပြီးတော့အာဒီအိမ်ထောင်ရေးအတွက်ပဲလောက်ဆောင်နေကြရပေါ့နော်ဆိုတဲ့အခါမှာမမတို့ကိုဟကကိုရှစ်ဖို့မိနေကြတယ်ဆိုတော့ကိုဟကကိုရှစ်ပါပြီးလို့ရှိရင်ကိုကိုတိုင်ကနေလေးပဲပေါ့နော်ဒီ ဟိုဘောနော်ဒီအိမ်ထောင်ရှင်တွေဆိုတာကကြတော့တချိန်ချိန်မှာမိခင်တွေဖြစ်လာမယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲဒီမိခင်တွေကဒီအဓိကဒီမိခင်တွေကဘောနော်ဒီ strong ဖြစ်နေမှာဒါသားသမီးတွေကလည်းပဲဒီအော်ငါတို့မိကဒီလောက်ထိလောက်နိုင်ပါလားပြီးလို့ရှိရင်ငါတို့ရဲ့အမေတွေကဘောနော်ဒီလိုမျိုးလောက်ဆောင်နိုင်ပါလားဆိုတော့သူတို့အနေနဲ့လေသားသမီးတွေအနေနဲ့လေဂုဏ်ယူနေမှာပါပဲပြီးလို့ရှိရင်ဒီမိသားစုတွေအနေနဲ့လေပဲဂုဏ်ယူနေမှာပါပဲဆိုတဲ့အတွက်ကြောင့်မလို့ကိုယ့်အကကိုပဲအများကြီးရှိပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ရှင် ဟုတ်ကဲ့အာမိသားစုဝင်တွေကကြာတော့ဘုံတော့မမလေးပဲအခုနပြောသလိုပဲမအိမ်တော်ကြာရဆိုကြတဲ့အမျိုးသားအတွက်အာဒီမိသားစုအတွက်ပဲဘုံတော့အဓိကလောက်ဆောင်ပေးခဲ့ရဘုံတော့ဆိုတော့ဒီအမအခုဝါဒနာပါတဲ့အရာကိုလောက်ဆောင်ရှင်နေဆိုတဲ့အခါမှာသူတို့အနေနဲ့ပဲအချိန်သိမ့်တာတစ်ခုထိဘုံတော့ဒီအရှင်နေတစ်ခုထိအဲလောက်ဆောင်ပေးခဲ့ပြီပဲဆိုတော့အာဒီကိုအခု ဒီရလာတဲ့အခွင့်အရေးကိုပေါ့နော်ကိုဝါတနာပါတဲ့အလောက်ကိုလောက်ဆောင်ပါဆိုပြီးတော့ပဲသူတို့ဒီလိုအပ်တဲ့ဒီအများကြီးပေါ့နော် support တိုင်းနဲ့လိုအပ်တဲ့ support တိုင်းနဲ့အများကြီးပေးခဲ့တဲ့အတွက်ကြောင့်မလို့အမဒီဖြောက်ပြန်တာလောင်းနေတာလည်းဖြစ်ပါတယ်ကဲရှင်ဟာအမအိုဘနောရှိခဲ့ပြီးတော့ဝန်ရအပေးတဲ့သူတို့တယောက်ချင်းစီတိုင်းပြီးလို့ရှိရင် support တိုင်းပေးတဲ့သူတို့တယောက်ချင်းစီတိုင်းကိုဒီကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီအများကြီးလေးရှိပေးပါလို့လေးပြောရှင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်